အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီပရိသတ်တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့လေဝဲရဲချွေးမလေးရဲ့မင်္ဂလာဆောင်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါမိသားရေဒီမှာကြည့်ပါအောင်စာရီအရောင်လေးတွေကတတော်လေးကိုလှတယ်နော်ဒီထဲမှာဘယ်စာရီတွေကိုကြိုက်လဲကြိုက်တဲ့စာရီကိုယူထားလိုက်လေငါအားလုံးဝယ်ပေးမယ်စာရီဝယ်ပြီးသွားပြီဆိုလို့ရှင်တော့ရွှေဆိုင်ကိုလည်းတွားရအောင်မယ် နေအထွက်ရွှေလောက်ပေးမယ်ဆိုပြီးတော့ရွှေဆိုင်မှာအပ်ထားတာလေအဲ့ဒါရီအားလုံးကိုလည်းသွားကြည့်ပြီးတော့ငါတို့အလားပါအောင်ရွှေတယ်တွေကိုရွှေယူသွားကြမယ်အမေရဲ့ရပါရဲ့ရှင်အမေကြိုက်တဲ့အဝတ်အစားတွေကိုရွှေပြီးတော့ယူထားလိုက်လေအမေကြိုက်တယ်ဆိုလို့ရှင်တော့ကျမလည်းကြိုက်ပါတယ်ကျမကတော့အမေအကြိုက်ကိုဘယ်တော့ကောင်းမှညင်းပယ်မှာမဟုတ်ဘူးအမေသဘောကျလို့ယူထားပေးတဲ့အရာတွေအကုန်လုံးကိုကျမကျင်းတယ်သဘောကျမှာပါတကယ်ပြောတာတကယ်ပြောတာငါဘလောက်ကြောင်မှကန်ကောင်းလိုက်လေ ဒီဘဝမှာအခုလိုကောင်းမွန်တဲ့လူတွေနဲ့တွေ့ဆုံခွင့်ရတဲ့အတွက်ငါကတော့သိပျော်ပါပြီ။နင်းသာငါတို့အိမ်ကချွေးမလေးဖြစ်လာရင်တော့ငါအရန်ကဝမ်းတာပြောရွှင်ရမှာပဲတိလား။တော်သေးရပါမီရရဲ့နင်းငါတို့ဘဝတွေကိုရှောက်လာတော့မဟုတ်ဘူးဆိုလို့ရှင်တော့ငါသားလေးတော်တော်လေးသဘောကျနေရဲ့ဟိုမိန်ကလေးအဲ့ဒီမိန်ကလေးလက်ခွက်တွေထဲမှာငါတို့ပိတ်မိတော့မလို့သူကတစ္ဆက်ကလေးမှာတန်ဖိုးရှိတဲ့မိန်မမဟုတ်ဘူး။တော်သေးတယ်နင်းနဲ့တွေ့ရတာ။နင်းကပတ်စပ်အရန်ကိုချမ်းသာတဲ့အိမ်ကမိန်ကလေးတယောက်လည်းဖြစ်တယ်။ပညာလည်းတတ်တယ်နားလည်းမူလည်းရှိတယ်။ လိမ္မာရေးကြလဲရှိတယ်။ငါတို့မိသားစုဝင်တွေအားလုံးကိုလည်းကြည့်ပါအောင်။ငါတို့မိသားစုဝင်တွေအားလုံးကဗော်ရင်မြလိုအပ်ချက်ရှိနေလို့လည်းအရာအားလုံးပြည့်စုံပြီးသားနင်းသားငါသားလေးနဲ့လက်ထပ်ပြီးငါတို့အိမ်ကိုရောက်လာမယ်ဆိုလို့ရှင်တော့အရန်ကိုဝမ်းတောက်ပြောရွှင်ရမှာတိလား။အမေရဲ့ဘာမှလည်းအရန်ကြီးစိတ်ပူမနေပါနဲ့။အခုကျမကတိတ်မကြခင်မှာအမေသားနဲ့လက်ထပ်ပြီးအမေအိမ်ကချွေးမလေးလေးနဲ့ရောက်လာတော့မှလေ။အဲ့ဒီခါကျရင်တော့အမေဘွားတစ်ခုလုံးအမေမထင်ထားလောက်အောင်ပြောင်းလဲသွားလိမ့်မယ်။အေဘာချွေးမလေးရဲ့အေဘာအေဘာအသက်ရှည်တန်းပါပါစေ ။ငါနဲ့ကိုအရန်သဘောကျတာပဲ။ကြည်ပါအောင်ကြည်ပါအောင်။ငါကတော့အခုချိန်ကလေးကနင့်ကိုချွေးမလေးတော့မှခေါ်နေပြီ။ဒါနဲ့ငါတို့နှစ်ယောက်တည်းဆိုင်မှာရှိတယ်နော်။အဝတ်စားတွေရွှေနေရတယ်။တော်လေးကိုကြားနေပြီ။ငါသားလေးသားချင်းဘယ်ကိုများရောက်သွားတာလဲမသိပါဘူး။ငါတို့ဖုန်းခေါ်နေရတယ်အတော်လေးကိုကြားနေပြီအခုချိန်ထိဖုန်းလည်းမကင်ဘူးဒီနေ့သူ့မိင်္ဂလာဆောင်အတွက်လိုအပ်တဲ့ပစ္စည်းတွေအားလုံးဝယ်ရမယ်နေဆိုတော့ကို तू မှတ်ရောမှတ်မိရဲ့လားအဝတ်စားတွေဝယ်ပြီးွားရင်ရွှေဆိုင်ရလေတွားရအောင်မယ်အလုပ်တွေများပါတယ်ဆိုနေမှာ ။ဘာဖြစ်လို့အခုချိန်ထိရောက်မလာရသေးရလဲ။တော်တော်လေးနောက်ကျတာပဲဒီကောင်လေးတယောက်တော့နည်းနည်းလေးမှဂရုမစိုက်ဘူး။ပြီးတော့ဒီနေ့ဖះเจ้าကိုလည်းတွားရအောင်မယ်။အရန်ကိုကောင်းမွန်တဲ့အလုပ်ကိုလုပ်နေတော့ဆိုတော့ဖះเจ้าကိုတွားပြီးမုံလေးပါလေးဝေမယ်ဆိုပြီးတော့စဉ်းစားထားတာလေ။ဒါဆိုလို့ရှင်တော့အမေအမေဖះเจ้าကိုတွားခြင်းနေရဆိုရင်တော့ဖះเจ้าကိုတွားလိုက်ပါ။အမေရာဂျက်ကိုဖုန်းဆက်ထားပြီးတော့မဟုတ်လား။သူရောက်လာတဲ့အခါကျရင်တော့ကျမတို့နဲ့အတူတူရွှေဆိုင်ကိုသွားလိုက်မယ်။အမေကျမကိုပတ်စံပေးလိုက်လေ ဒါနဲ့အမေစိတ်များစိုးသွားလားမသိဘူးအဆင်ပြေရဲ့လားအမေရဲ့ကျမပဲသွားပေးလိုက်မယ်လေရွှေဆိုင်ရောအော်ငါ့ရဲ့ချွေးမလေးရဲ့ဘယ်လိုစကားတွေပြောနေရလဲငါဘာဖြစ်လို့စိတ်ဆွေးရမှာလဲနေရငါ့ရဲ့အိမ်ကချွေးမလေးဖြစ်လာတော့မယ်သူပဲလေကဲရော့ရော့ရော့ရွှေဆိုင်ကိုပေးရမယ့်ပတ်စံနဲ့ယူသွားလိုက်ဒီမှာငွေ9သိန်း5ထည့်လာခဲ့ဒါရွှေဆိုင်ကိုပေးရမှာရွှေဆိုင်မှာသဘောကျတဲ့ပစ္စည်းတွေကိုကျွေးလို့ရှင်တော့ဝယ်ထားလိုက်နော်ဒါနဲ့ဘာမှလည်းအရန်ကြီးစိတ်ပူမနေနဲ့အောင်နောက်ထပ်ပတ်စံလိုချင်တယ်ဆိုလို့ရှင်တော့ရာဂျစ်စီကနေပြီးပြောပြီးတောင်းလိုက်မယ် ကဲကဲကဲချွေးမလေးရေဒါဆိုရင်တော့ငါသွားလိုက်တော့မယ်နင်းလဲရွှေဆိုင်ကိုသွားလိုက်ငါဒရိုင်ဘာနဲ့တူတူလာခဲ့တာဆိုတော့ဒရိုင်ဘာနဲ့ပဲသွားလိုက်မယ်နင်းနဲ့ဒါ JHA အေးစစေး shopping ထွက်ပြီးတော့ပြန်လာခဲ့ကြနော်မိတော်ဆိုတဲ့ဒီမိန်ကလေးကကြီးလိုက်မယ်ဆိုရင်တော့အရန်ကိုရိုးသားဖြောင်းမတ်တဲ့မိန်ကလေးတယောက်နဲ့တူပါတယ်သူကအခုဆိုရင်တော့ Rajesh ဆိုတဲ့အရန်ကိုတော်လို့နဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့လက်ထပ်တော်မှာပါမိတော့ဘလိုမိန်ကလေးမျိုးလဲ၊သူမကဘာလို့ကင်စားတော့တဲ့သူလဲ၊သူမဘယ်ကနေရောက်လာတာလဲ။ဒါရီအားလုံးကိုတော့ ရာဂျေ့ရှ်နဲ့သူ့ရဲ့အမေနှစ်ယောက်စလုံးကမသိကြပါဘူး။အမှန်တကယ်မှာတော့မိသားဆိုတဲ့ဒီမိန်းကလေးကရာဂျေ့ရှ်နဲ့ကာလာဝတီတို့နှစ်ယောက်စလုံးကိုလိန်ရလှည့်ဖျားနေတဲ့ကလင်ကချင်မတူပဲဖြစ်ပါတယ်။မိသားကအခုမှလက်ထပ်နေကြတာမဟုတ်ပါဘူး။သူမမှာပထမတွေကအိမ်အောင်ရှိပါတယ်။တယောက်ကြာကတခြားသူတော်လည်းမဟုတ်ပါဘူး။ရာဂျေ့ရှ်ရဲ့အိမ်မှာကားမောင်းနေတဲ့စတိရှ်ပါပဲ။ဘလို့လဲမိသားရဲ့အဆင်ပြေရဲ့လား။ဒါနဲ့ရာဂျေ့ရှ်ရောက်လာခဲ့ပြီလား။ငါအဖွားကြီးကိုတော့ဖျားเจ้าမှာလွှတ်ထားပေးလိုက်ပြီ။ ဒါနဲ့နင်ဒီလိုလို့ငါတို့သုံးဆွဲဖို့အတွက်ပတ်စံကလည်းကုန်နေပြီဆိုတော့အဖေါ်ကြီးပေးထားတဲ့ပတ်စံလေးကအနေငယ်ကိုဖယ်ထားလိုက်။ဒါမှငါတို့လည်းသုံးဆွဲလို့အဆင်ပြေပါ။ရာဂျေ့ရှ်ရောက်မလာခင်လောက်စီယာရှိတဲ့အလုပ်တွေကိုအမြန်လုပ်အောင်။ပြီးတော့နင်ရွှေဆိုင်ကိုရောက်သွားတဲ့အခါကြောက်လို့ရှင်လဲဈေးအကြီးဆုံးရွှေထည်တွေကိုပဲဝယ်လိုက်နော်။ငါတို့တို့ရှိကရတဲ့လောက်အများကြီးယူထားမှဖြစ်မယ်။တရားကြရင်တော့ဒီသားမီးနှစ်ယောက်စုံပိုင်းဆိုင်မှုတွေအကုန်လုံးကိုလူယူပြီးငါတို့တနေရာကိုထွက်ပြေးသွားကြတာပေါ့။ ဘွားဆိုတာကဒီလိုမျိုးပဲမိမရဲ့ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင်တော့ဘယ်တော့မှကောင်းမွန်တဲ့ဘွားကိုဖျက်ဆီးနေထိုင်ရမှာမဟုတ်ဘူးအခုလိုမျိုးနီလန်းကိုလောက်လိုက်တော့ငါတို့လည်းကောင်းကောင်းနေရတော့မယ်တွေးလိုက်အမလီရှင်ကလည်းလေတော်တော်လေးကိုစိုးရင်ပူပန်တတ်တာပဲကျမသိပါတယ်ဘာလို့ဒီလောက်တောင်မှစိုးရင်ပူပန်နေရတာလဲရှင်ရှင်မတွေ့ဘူးလားအဖွားကြီးနဲ့သူ့သားနှစ်ယောက်စလုံးကျမကိုဘလောက်တောင်မှယုံကြည်နေလိုက်ကြသလဲကျမဘော်ရီများဆက်ပြီးတော့လှုပ်ရှားရှိအောင်ပါလေကျမသူ့သားနဲ့လက်ထပ်ချင်အောင်ဆောင်းလိုက်ရုံပဲ လက်ထက်တယ်ဆိုတာကအဲ့လောက်ထိခက်ခဲတဲ့ကိစ္စတော့လည်းမဟုတ်ဘူးလေ။ကျွန်မတို့သားနဲ့မိဘုံကိုခုနှစ်ပတ်ပတ်ပြီးပြီဆိုတာနဲ့တို့ပိုင်းဆိုင်တဲ့ရွှေငွေလက်ဝတ်လက်စားပတ်စံအားလုံးကိုယူပြီးတော့ရှင်နဲ့အတူတူထွက်ပြေးကြမယ်။ကျမအရန်ကိုဝေးတဲ့နေရာကိုထွက်ပြေးသွားမှာဒီအဖွားကြီးနဲ့သူ့ရဲ့သားဘယ်တော့မှလိုက်လာလို့မရတဲ့နေရာကိုပေါ့ကဲကဲကဲဒါဆိုလို့ရှိရင်တော့ဒါပဲနော်ကျမဖုန်းချလိုက်တော့မယ်ဒီလားကျမမှာနောက်ထပ်လုပ်စရာတွေအများကြီးကျန်နေသေးတယ်ခဏနေအောင်ဒါပဲဒါပဲဟိုမှာရာဂျေ့လာနေပြီ sorry ပါမိသားရဲ့ငါလာနေရင်အတော်လေးကိုနောက်ကျသွားတယ် ရပါတယ်ရှင်ရပါတယ်ကိစ္စမရှိပါဘူးအမေကအခုနောက်လင်းပဲထွက်သွားတယ်လေဖခင်အကြောင်းကိုသွားစရာရှိသေးတယ်တဲ့ကျန်တဲ့ shopping ကိုတော့ကျမတို့တယောက်အတူတူထွက်လိုက်ပြီးရွှေဆိုင်ကိုလည်းသွားပြီးလိုချင်တာတွေဝယ်လိုက်လို့ပြောတယ်ဒါဆိုလို့ရှင်တော့ကျမတို့အတူတူသွားပြီးတော့ရွှေသွားဝယ်ကြမယ်နော်အမေကကျမကိုငွေ၃သိန်းပေးသွားခဲ့တယ်ရွှေတွေဝယ်ဖို့အတူတူရပါတယ်ရပါတယ်ဒီပတ်ဆောင်ကိုတော့မင်းပဲတင်ထားလိုက်တော့မင်းစီမှာငါ့မှာပတ်ဆံပါတယ်ဆိုတော့ငါကိုယ်တိုင်လိုက်ဝယ်ပေးမယ်သွားကြတော့ပေါ့ ဒီလိုနဲ့ Rajesh ကလည်းမိသားပြောတဲ့အချိန်မှာသူပြောတဲ့အတိုင်းပဲအရန်ကိုစိတ်များလို့နဲ့လက်ဝဲလက်စာတွေအများကြီးကိုဝယ်ပေးလိုက်ပါမိသားကတော့သူမနှစ်သိန်းဖယ်ပြီးပတ်စံသုံးသိန်းကို Rajesh ကိုပြခဲ့ပေးမယ်ဒီပတ်စံကိုလည်းသူမပေးစီရမလို့တော့တဲ့အတွက်အိတ်ထဲမှာထည့်သိမ်းထားလိုက်ပါတော့တယ်သားမီးလျောက်စလုံးကတော့မင်္ဂလာဆောင်အတွက်အပြေးဝအသုံးဆွဲနေခဲ့ကြပါတယ်သိမ်းမကြခင်မှာလက်ထပ်ရတော့မှာပါလင်မယားနှစ်ယောက်စလုံးကလည်းမင်္ဂလာဆောင်ပြီးတော့နဲ့ပတ်စံတွေအားလုံးကိုရွှေပြီးထွက်ပြေးဖို့အတွက်အပြေးဝကြံစီထားခဲ့ကြပါတယ် တရက်မှာတော့ Rajesh နဲ့ Kalawathi တို့တောင်းပြီးနှစ်ယောက်စလုံးကကိစ္စတစ်ခုနဲ့အင်ကိုပြန်လာနေခဲ့ကြပါတယ်ဒီအချိန်မှာပဲလမ်းမှာ Rajesh ရဲ့ရီစာဟောင်းကာဂျယ်ကိုတွေးဆောင်ခဲ့ရပါတယ်ကာဂျယ်ကသူတို့ကိုတမင်တတ်တတ်ကြားလိုက်ကြပါအန်ဒီပြီးတော့ Rajesh နှစ်ယောက်စလုံးကျမကိုအချိန်အနည်းငယ်တော့ပဲပေးလို့ရမလားကျမအရန်ကိုအရေးကြီးတဲ့စကားပြောစရာရှိလို့ပါဒီမာရာဂျေ့ချ်ငါကိုရိုင်းကသဘောကျနှစ်သက်တဲ့မိန်ကလေးတယောက်ကိုရှာပြီးနေအောင်လက်ထပ်ပြီးတော့မှနော်။နေအတွက်မိသားကအတင်းတော်ဆုံးမိန်ကလေးပဲ။ပြီးတော့မလက်ဖြတ်ကြရင်လက်ထပ်ရတော့မှလေ နင်သူနဲ့လုံးဝစကားပြောလို့မဖြစ်ဘူးနင်သူနဲ့လုံးဝစကားမပြောဘူးဆိုပြီးတော့ငါအရှိမကျိန်ပြီးပြောဆိုခဲ့သေးရမဟုတ်လားအမေရလေဗျာကာဇယ်ကလက်ထပ်ပြီးသွားပြီလေကျွန်တော်တို့ဖြစ်ချင်တယ်ဆိုရင်တော့မင်္ဂလာပွဲကဖြစ်လို့ရတော့တာမဟုတ်ဘူးသူကတခြားတူတယောက်ရဲ့မိန်းမဖြစ်နေပြီကြည့်ရတာသူကိစ္စတခုခုရှိလို့ဖြစ်မှာပေါ့သူကိုပြောခွင့်ပေးလိုက်ပါသူက2မိနစ်လောက်ပဲအချိန်ပေးပါလို့ပြောနေတာ2မိနစ်အချိန်ပေးလိုက်ကြရအောင်နော်အေးပြောလေကာဇယ်ရဲ့ဘာကိစ္စရှိတော့လဲနင်ဘာကိုပြောချင်တာလဲဒါနဲ့ရာဇေရှင်ကျမကြားပါတယ် ရှင်မိသားဆိုတဲ့မိန်းကလေးတယောက်နဲ့လက်ထပ်တော့မှဆိုရှင်ဖြစ်နိုင်မယ်ဆိုရင်တော့အဲ့ဒီမိန်းကလေးနဲ့လက်မထပ်ပါနဲ့ငါသိတယ်ငါသိတယ်နင်ကလေဘလို့နေနဲ့မဆိုငါသားလေးရဲ့ဘဝကိုဖျက်ဆီးပစ်ချင်နေရဲ့မိန်းမပဲငါသားလေးပျော်ပျော်ရွှင်ရွှင်အိမ်အောင်ကြပြီးနေထိုင်နေရကိုနင်လုံးဝမမြင်ချင်ဘူးပဲနင်ကိုယ်တိုင်ကတော့တခြားတယောက်အပိုင်ဖြစ်သွားပြီးနင်ကတော့လက်ထပ်လိုက်တယ်ဒါပေမဲ့ငါသားလေးကတော့လက်မထပ်ရဘူးပေါ့လေဟုတ်လားမဟုတ်တော့အန်တီရဲ့ဘယ်ဟုတ်ပါမလဲအဲ့လိုတော့လည်းမဟုတ်ပါဘူးဒါကတော့အန်တီအထင်လွဲနေတဲ့ကိစ္စတွေပါ ကျမတော့ရာဂျီးဘယ်သူနဲ့ပဲလက်ထက်လက်ထက်ပျော်ပျော်ရွှွှေနဲ့ဘဝကိုဖြတ်သန်းနေထိုင်နိုင်ပါစေလို့ဆုတောင်းပေးပါရစေ။ကျမရာဂျီးနဲ့အန်တီနှစ်ယောက်စလုံးကိုလေးလေးလေးစားပါရစေ။ပြီးတော့ကျမကိုယ်တိုင်ကလည်းလက်ထက်ထားပြီးသားအမျိုးသမီးတစ်ယောက်ဖြစ်နေပြီလေ။ဘာဖြစ်လို့ရာဂျီးရဲ့ဘဝကိုဝင်ရောက်ဆွတ်ဖက်နေရအောင်ပါလဲ။ရာဂျီးလက်ထက်သည်ဖြစ်စေလက်မထက်သည်ဖြစ်စေကျမနဲ့ဆိုင်မဆိုင်တော့တာကျမအခုလိုမျိုးပြောနေတဲ့ကိစ္စကလည်းအကြောင်းရင်းရှိပါရစေ။ကျမမိသားရဲ့အမှန်တရားတွေအားလုံးကိုသိရဲ။မိသားကတခြားသူမဟုတ်ဘူး။ အန်တီရောအိမ်မှာဒရိုက်ဘာလုပ်နေတဲ့စသီရှိရဲ့မိန်းမပဲသူကပထမတည်းကလက်ထပ်ထားတဲ့အိမ်အောင်တဲ့အမျိုးသမီးတယောက်ပြီးတော့ဒီအကျန်စီတွေအကုန်လုံးကလည်းသူတို့ကျန်စီထားကြတဲ့အကျန်စီပဲဖြစ်ရမယ်သူ့လိုလက်ထပ်ထားပြီးသားအမျိုးသမီးတယောက်ကဘာဖြစ်လို့ရာဂျစ်နဲ့လက်ထပ်ရမှာလဲအကျန်စီရှိလို့ပဲပေါ့တကယ်လို့ကျမပြောနေတဲ့စကားတွေကိုအခုချိန်ထိမယုံကြည်သေးဘူးဆိုလို့ရှင်လည်းရပါတယ်ကျမတတ်သိပြပေးမယ်ကျမလိမ့်စာတစ်ခုပေးလိုက်မယ်အဲ့ဒီလိမ့်စာအတိုင်းသွားကြည့်လိုက်မယ်ဆိုရင်တော့ဘာမှထပ်ပြီးရှင်းပြစရာမလိုတော့ပဲအရာအားလုံးကိုသိသွားလိမ့်မယ် နေပါအောင်ကာကြလေးရဲ့မင်းဒီကိစ္စတွေအားလုံးကိုဘယ်လိုသိတာလဲဒီအချိန်မှာကာကြလေးရောက်ကြရောက်ရှိလာခဲ့ပါတယ်ကာကြလကဒီကိစ္စတွေအားလုံးကိုဘာဖြစ်လို့သိခဲ့ရတာလဲဆိုတော့မိသားရဲ့ယောက်ျားစတိရှ်ကငါးစီကနေကားတစီလာဝယ်ထားလို့ပဲအဲ့ဒီအချိန်မှာသိခဲ့ရတာလေစတိရှ်နဲ့မိသားတို့နှစ်ယောက်စလုံးကလင်းမရရေဆိုတဲ့အကြောင်းတွေကိုကာကြလကလည်းမိသားရဲ့ဓာတ်ပုံကိုတွေးလိုက်ရတာနဲ့ချက်ချင်းပဲဘယ်သူလဲဆိုတာကိုမှတ်မိသွားခဲ့တာရှင်ကအွန်လိုင်းပေါ်မှာလည်းမိသားနဲ့ရှင်ဆက်ဆက်ထားတဲ့ဓာတ်ပုံတွေကိုတင်ခဲ့သေးတယ်ကျမအဲ့ဒီဓာတ်ပုံတွေကိုမြင်တွေ့လိုက်ရတဲ့အချိန်မှာ သူကလိမ့်လေလှဲ့ပြားနေတဲ့မိန်းကလေးဆိုတာကိုတွေ့သွားခဲ့တာကျွန်မလည်းအတော်လေးကိုအားသင့်သွားခဲ့သေးတယ်ပြီးတော့မိသားကစသစ်ရှင်မိန်းမလေးရှင်ရဲ့ဆက်ဆက်ထားတဲ့သူဘလို့ဖြစ်သွားခဲ့ရတာလဲကျွန်မဒီကိစ္စတွေအားလုံးကိုသိရတာနဲ့ရှင်ကမပြောဘူးဆိုရင်တော့ကျွန်မကလည်းအပြစ်ရှိရတဲ့သူဖြစ်သွားမှာပေါ့ကျွန်မဒီအတိုင်းတော့မနေနိုင်ပါဘူးအဲဒါကြောင့်ကျွန်မရှင်ကိုအမှန်အတိုင်းသိစေချင်လို့အခုလာပြောပြတာပဲမိသားကရွာမှာပဲရင်ကျုံလေးကနေခဲ့တာသူအစီအစဉ်တွေအားလုံးကိုစစ်စင်ပြီးတော့တိတ်မကြခင်တောင်းကမှမြို့ပေါ်ကိုတက်လာခဲ့တာဖြစ်ရမယ် အဲ့ဒါကြောင့်ဒီမှာသူ့ကိုတီးရတဲ့သူကလည်းတိတ်မရှိဘူးတိတ်ပြီးတော့ကိစ္စတွေအားလုံးနောက်မကြပါစေနဲ့အန်တီရဲ့ရာချင်းရှဲမင်္ဂလာဆောင်ကိုအမြန်ဆုံးဖြတ်သိမ်းလိုက်ပါတော့ပြီးတော့စတေရှင်နဲ့မိသားစုနှစ်ယောက်စလုံးကိုလည်းရဲစခန်းမှာတိုင်ကြပြီးသူတို့ကိုဖမ်းဆီးခိုင်းလိုက်ပါအန်တီကြောက်မှန်ပါတယ်တမီးလေးရဲ့အန်တီကိုခွင့်လောက်ပါငါနင်းကိုဘလောက်တောင်မှဆွဆွဲခဲ့မိလဲနင်းနဲ့ငါသားလေးကိုသဘောမတူဘူးဆိုပြီးတော့လည်းငါနင်းကိုအများကြီးပြောဆိုခဲ့မိတယ်ကဲကဲကဲသားလေးရဲ့အမေတို့သွားကြမယ်အမေတို့စတေရှင်အင်ကိုသွားကြည့်ကြတာပေါ့ ဒါနဲ့အန်တီတို့တီတန်နှစ်ယောက်ထဲမသွားကြပါနဲ့ကျမတို့လည်းများနှစ်ယောက်စလုံးအတူတူလိုက်လာခဲ့ပြီးမယ်ကျမတို့မသွားခင်ရဲစခန်းကိုအရင်ဆုံးဖုန်းဆက်တိုင်ကြားထားတာကောင်းလိုက်မယ်ကျမတို့တီတန်အဲ့ဒီကိုသွားတာကအရန်ကိုအန်တီအများလုံးတယ်လေဒီလိုနဲ့ကာကြက်ရဲ့အကူအညီပေးမှုကြောင့်အရာအားလုံးကိုအချိန်မှန်သိရှိခွင့်ရသွားခဲ့ကြပါတယ်မီတာနဲ့တယောက်ကြားစတေ့ချ်ကိုလည်းရဲရီကဖန်ဆီးသွားခဲ့ကြပါတယ်ကိစ္စရီမစိုးရွားခင်မှာပဲအရာအားလုံးကိုထိန်းသိမ်းနိုင်သွားခဲ့ကြပါတယ်ကလာဝတီကိုရိုင်းကလည်းအရန်ကိုကောင်းပေါ်နဲ့မိန်ကလေးတယောက်ကိုချွေးမမကြောခဲ့ရတဲ့အတွက်ဝမ်းနေနေခဲ့ပါတယ် သူမရဲ့ခေါင်းမမကြောင့်သူမသားလေးကချစ်ချင်းမြတ်ကြောင်ကိုလလဆောင်ရှုံခဲ့ရပါတယ်။မဟုတ်နော်ဒါဂျစ်ကလည်းဒီနေ့သူ့ရဲ့ချစ်သူနဲ့အတူတူပျော်ရွှင်စွာနဲ့နေထိုင်နိုင်နေခဲ့မှာပါ။နောက်ထပ်တင်ဆက်ပေးတော်မယ့်ပုံမြင်လေးကတော့မော့အစွမ်းထက်တဲ့မင်္ဂလာဆောင်ဝတ်ဆုံဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။မနီရှောင်းဆိုရင်အမျိုးသမီးတယောက်ကတော့အင်ကြီးဆိုင်တဆိုင်မှာအလုံးဝင်လုံးနေခဲ့ပြီးသူ့ယောက်ျားဗီနိုကတော့ကောင်းမောင်းသမားတူဖြစ်ပါတယ် ပြီးခဲ့တဲ့လကရင်တိုင်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးရဲ့နောက်မှာတော့သူရဲ့ခြေောက်ဒဏ်ရာကတော်တော်လေးပြင်းထန်သွားတဲ့အတွက်အနားယူနေကြရပါတယ်။အခုဆိုရင်တော့မနီရှာတယောက်ထဲအင်းရဲ့တာဝန်တွေအကုန်လုံးကိုယူပေးရကြောမှာပါ။မနီရှာကလည်းအလုံးလုံးနေခဲ့ပြီ။သူမအလုံးမသွားခင်မှာအင်းလုံးတွေအားလုံးကိုအရင်ပြီးအောင်လို့လှုပ်သွားလေးရှိပါတယ်။သူရဲ့မိသားစုဝင်တွေအကုန်လုံးအတွက်ထမင်းဟင်းချက်ပြုတ်ပေးပြီးသွားခဲ့တဲ့အခါမှာတော့ယောက်ျားဖြစ်သူကိုစေတိုက်မနက်စာကြွေးပြီးမှသူမအလုံးကိုထွက်လာပါတယ်။ ဒီလောက်ထိများတဲ့အလောတွေကိုလုံနေလုံနေမနီရှာကတော့ဆိုင်ကိုသွားတာအမြဲတမ်းနောက်ကျနေတတ်ပါတယ်။အဲဒါကြောင့်သူနဲ့အတူတူအလောလုံနေတဲ့နောက်ထပ်မင်းကလေးတယောက်ကသူ့ကိုတတော်လေးမနာလို့ဖြစ်နေခဲ့ပြီးဆိုင်ပိုင်ရှင်ကိုလည်းသွေးထိုးစကားတွေပြောဆိုခဲ့ပါတယ်။ဘလို့ဖြစ်တာလဲဆူမန်းရဲ့မနီရှာအခုချိန်ထိဆိုင်ကိုရှောက်မလာသေးဘူးလား။ဟုတ်တယ်တထေရဲ့သူနှစ်ရက်နောက်ကျနေကြပဲဒီနေ့မှအထူးတလဲနောက်ကျတာတော့မဟုတ်ပါဘူး။သူအမြဲတမ်းအကြောင်းပြချက်တခုမဟုတ်တခုပေးပြီးတော့နောက်ကျနေရလေ။တခါတလေကျရင်ကားပြက်လို့နောက်ကျတယ်ပြောတယ်။ မီးပွိုင်မှာလမ်းပိတ်နေရဆိုပြီးတော့လည်းပြောတယ်တယောက်ကြာနေမကောင်းလို့ဆဲတိုက်နေရလို့ရခမကိုပြုစုနေရလို့အကြောင်းပြချက်မျိုးစုံပါပဲခမကြည့်ပါအောင်တထေရဲ့သူလျှောက်လာပြီမင်္ဂလာပါတထေရေအေးမနီရှာရေနင်ပါလို့ဒီလောက်တောင်မှနောက်ကျပြီးမှလာရတာလေအချိန်လေးပါလေကိုလည်းကြည်စမ်းပါအောင်ဟဲ့နင်ဟောငါတို့ကဆယ်နာရီအတိဆိုင်ကိုလာခဲ့ပါဆိုပြီးတော့ပြောထားတာ15မိနစ်တောင်မှနောက်ကျတယ်ကျမနှစ်ရိုင်းဆိုင်ကိုအချိန်မီလာပါတယ်တထေရဲ့ဒီနေ့တရက်သေးပဲနောက်ကျသွားတာပါ ဆူမန်ပြောတော့ကကြတော့နေနေ့တိုင်းနောက်ကြပြီမလားခဲ့ရဆိုအဲ့တော့ဗာလဲဆူမန်ကငါ့ကိုလိန်ပြီးတော့ပြောနေရလားဒီနေ့နေဘလောက်တောင်မှနောက်ကြပြီဆိုင်ကိုလာလဲဆိုတော့ကိုငါတွေ့လဲတွေ့ပြီးသွားပြီဗာစင်ချင်မှထပ်ပြီးတော့ပေးမနေတော့နဲ့အိမ်မကြခင်မှာပွဲတော့ကရောက်တော့မှဝဲသူတွေဘလောက်တောင်မှဆိုင်မှာများနေမလဲဆိုတော့ကိုနေသိရတာနဲ့အသက်ကြီးနောက်ကြပြီမလားရင်ဆူမန်တယောက်တည်းဒီအလုပ်တွေအားလုံးကိုဘလို့လုပ်မလဲကဲသွားသွားသွားလှုပ်ရှားရှိတဲ့အလုပ်တွေကိုအများဆုံးသွားလုပ်လိုက်တော့ မနီရှာကလည်းအစူကန်ထီရောက်ပြီးနောက်မှာတော့အလုပ်တွေကိုအေးအေးဆေးဆေးသွားလုပ်နေခဲ့ပါတယ်။ဝယ်သူတွေရောက်ရှိလာခဲ့တဲ့အခါမှာတော့သူမအဝတ်အစားတွေကိုတပေချာချာထုတ်ပြခဲ့ပါတယ်။ဆူမန်ကတော့စိတ်ထဲကနေအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ပြီးမနီရှာအစူခံခဲ့ရတဲ့အတွက်သူမဝမ်းသာနေပါတယ်။မနီရှာပိုက်တွေတအားကိုစားနေခဲ့ပြီးသူမမနက်ကကလေးကဘာမှမစားလာခဲ့ရပါဘူး။အိမ်လုပ်တွေကိုပြီးအောင်လုပ်နေနေသူမဘာမှစားဖို့အတွက်အချိန်တောင်မရတော့တာပါ။သူမကတော့တရက်လုံးကောင်တာမှာရပ်နေခဲ့ပြီးဝယ်သူတွေကိုအဝတ်အစားတွေထုတ်ပြခဲ့ပါတယ်။ ။ဇူမန်ကတော့တရက်လုံးပေါအလုံးမမလုပ်ဘဲနဲ့ဖုန်းပဲကြည့်နေခဲ့ပါရယ်။တခါကလေးစရင်တော့အကြောင်းပြချက်ပေးပြီးတာနဲ့စတိုဂန်နဲ့ဝင်သွားပြီးတခုမဟုတ်တခုသွားစားပါရယ်။မနီရှာတယောက်စိုင်းမတရက်လုံးဘာမှမစားမတောက်ဘဲနဲ့အလုံးလုပ်ခဲ့ရပါရယ်။ယနေ့ဆောင်သွားခဲ့တဲ့အခါမှာတော့သူမအိမ်ကိုပြန်သွားခဲ့ပြီးအလုပ်တွေကိုပြန်လည်လုပ်ကင်နေခဲ့ရပါတယ်။သူရဲ့ရခမဖြစ်သူကတော့သူလုပ်တဲ့အလုပ်တွေကိုအမြဲတမ်းအပြစ်ထုတ်နေလေးရှိပါတယ်။သူယောက်ျားကိုကြေးရှုဆောက်ရှောက်တာကနေစပြီးညနေခင်းအလုပ်တွေအကုန်လုံးကိုလောက်ကြအောင် ူမရဲ့ဘဝကတော့ဒီထဲမှာပဲနေမောနေခဲ့ရပါတယ်။ဘလို့ဖြစ်တာလဲချွေးမလေးရဲ့ဘာဖြစ်လို့အလုံးလုံးတော့ဒီလောက်တောင်မှကြာနေရတာလဲ။ငါထမင်းကိုပဲအချိန်စားအောင်လဲပြော။ဟုတ်ကဲ့ပါအမေရဲ့ကျမပြီးပါပြီလာနေပြီ။ဒီမှာပဲဟင်အိုလေးစီတက်နေလို့ပါ။ငါညပိုင်းဆေးတောက်ပြီးတော့အစောကြီးအရရဲဆိုတာကိုသိရသားနဲ့နေအမြဲတမ်းပဲနောက်ကျနေရဲ့။နေငေါ့နောက်ကျမှထမင်းကျွေးမယ်ဆိုရင်တော့ငါပဲအချိန်ဆေးတောက်ပြီးတော့ဘယ်အချိန်တော့အိပ်ရမလဲ။တခုခုစဉ်းစားစမ်းမအောင်ချွေးမလေးရဲ့အလုပ်ကိုမမြန်လို့မနီရှာရေငါအတွက်ရှင်လေးတစ်ခွက်လောက်ခက်လာပေးခဲ့စမ်းမအောင်ကော။ ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်မအခုလာခဲ့ပါမယ်ရှင်။မနီရှာကတော့ဒီအလုပ်တွေအားလုံးကိုတယောက်တည်းလုပ်နေခြင်းနဲ့ဖြတ်တန်းနေထိုင်နေခဲ့ရပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာဒုက္ခအခြေကြီးတစ်ခုကသူမရဲ့ခေါင်းပေါ်ကိုဆိုက်ရောက်လာခဲ့ကြော်မှာပါ။ဒီအကြောင်းတွေအကုန်လုံးကိုတော့သူမလည်းတကယ်လုံးဝမသိခဲ့ပါဘူး။မနီရှာနောက်နေ့ဆိုင်ကိုရောက်ရှိသွားခဲ့တဲ့အခါမှာတထေးကဒေါသရိအရှမ်းကိုထွက်နေခဲ့ပါတယ်။ကဲနေငေါတခုပြောစမ်းမအောင်။မနီရုံကငါတို့ဆိုင်ကိုငါတို့မျိုးကအချမ်းသာဆုံးတထဲကြီးရဲ့တမီလီကမင်္ဂလာဝိဆောင်လာဝယ်ရဲဆိုသူကနှစ်သိန်းချံဝိဆောင်ကိုရွေးချယ်သွားခဲ့တော့ ။ငါအဲ့ဒီဝစ်ဆောင်ကိုတတိချာချာသူ့ရဲ့ကိုတိုင်းနဲ့ပြန်ပြင်ကိုင်းထားတယ်မဟုတ်လား။ငါတို့အဆိုင်တဆိုင်လုံးမှာအဲ့ဒီဝစ်ဆောင်ကတစုံတည်းပဲရှိတာ။အဲ့ဒီဝစ်ဆောင်ကိုတထေးရဲ့တမီးလေးကဘလောက်တောင်မှသဘောကျနှက်တတ်နေလိုက်လေ။အဲ့ဒီဝစ်ဆောင်ဘလို့ပြဲသွားတာလဲဆိုတာငါ့ကိုပြောစမ်း။ CCTV ကင်မရာကိုလည်းငါပြန်ကြည့်ပြီးတော့ပြီးနောက်ဆုံးအဲ့ဒီဝစ်ဆောင်ကိုကင်တာနင်းပဲငေါအမှန်အတိုင်းပြောပြစမ်းပါအဲ့ဒီဝစ်ဆောင်ဘလို့ဖြစ်ပြီးတော့ပြဲသွားခဲ့ရတာလေနင်းနောက်ဆုံးမှာဆိုင်ကနေထွက်သွားတာကိုလည်းငါတွေ့ထားတယ်မဟုတ်တာဆရာရဲ့ကျမဘာဖြစ်လို့အဲ့ဒီဝစ်ဆောင်ကိုဖျက်ဆီးပြရမှာလဲကျမပြောတာကိုရှုံပါ ကျွန်မဝိဆောင်ကိုမဖြက်စီပြစ်ခဲ့ပါဘူး။ငါဒီစကားတွေကိုဘာတခေါက်မှထပ်ပြီးတော့မကြားချင်ဘူး။ညနေ6နာရီထိုးတဲ့အထိငါနဲ့ကိုထပ်ပြီးအချိန်ပေးလိုက်မယ်။နင်အဲဒီဝိဆောင်ကိုအဆင်ပြေသလိုပြန်ပြင်ပေးမယ်ဆိုလို့ရှိရင်တော့ပြန်ပြင်ပေးမဟုတ်ဘူးဆိုလို့ရှိရင်တော့နင်ငါကိုငွေ2သိန်းပြန်ရောပေးရလိမ့်မယ်။အဲဒီဝိဆောင်ရဲ့တန်ချေးအတိုင်းပဲ။ငါဘလောက်တောင်မှစောင်းရှုံနေတာသွားခဲ့ရလဲဆိုတော့ကိုသိရလား။အဲ့ဒါကိုနင်အနေနဲ့တာဝန်ယူပေးရမယ်။ကဲသွားသွားသွားအမြန်ဆုံးသွားပြင်ခဲ့။နင်ပတ်စံယူရင်ယူခဲ့အဝိဆောင်ကိုပြင်ရင်ပြင်ခဲ့တခုတော့လို့နေဒီလောက်ကမလုံးနိုင်ဘူးဆိုလို့ရှင်တော့ရဲတွေကိုနင်းရဲ့အိမ်ကိုလှုပ်ပေးလိုက်မယ် မနီရှာကိုပဲငုံနေခဲ့ပေမဲ့ဆိုင်ပိုင်ရှင်ကြီးကတော့သူမကိုနည်းနည်းလေးမှမတနာခဲ့ပါဘူး။မနီရှာကဝစ်ဆောင်ကိုယူပြီးငုံနေတဲ့အိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။ဒီအချိန်မှာပဲလမ်းဖြတ်ကိုနေတဲ့အဖွားအိုတယောက်ကိုသူမတွေ့မြင်သွားခဲ့ပါတယ်။ကားကလည်းသူမရဲ့အရှိကိုရောက်လာနေပါတယ်။မနီရှာကချက်ချင်းပဲအဖွားအိုကြီးကိုကယ်တင်ပေးခဲ့ပါတယ်။အော်အမေကြီးရဲ့သတိထားပါအောင်ရှင်။အခုလေးနေပဲကားတိုက်ပြီးရောမလို့တော်သေးရပေါ့။အေးပါသမီးလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်ကွယ်။ကျေးဇူးအများကြီးတင်ပါတယ်။ငါအမျက်လုံးလဲကောင်းကောင်းမမြင်ရဘူးဆိုတော့အရှိမကားလာနေတာကိုမမြင်တွေ့လိုက်ဘူးလေ။ အမေတည့်ရေရောအမေကြီးရဲ့အထုပ်ကလေးဒီမှာကြာသွားလို့ကျမကောက်ထားပေးရယူလိုက်ပါအောင်ရှင်။သမီးလေးရေနင်းသိလား။ဒီအနီရောင်အထုပ်ကလေးထဲမှာမှောက်အစွမ်းထက်နေတဲ့အပိုင်းစာလေးတခုရှိတယ်။အဲ့ဒီအဝတ်အပိုင်းစာလေးနဲ့ငါတို့ကြိုက်တဲ့ဝတ်ဆောင်ကိုချုပ်လို့ရတယ်။ခစ်တခစ်တောင်းကဆိုလို့ရှင်တော့ငါကအရန်ကိုမှောက်အစွမ်းတွေကိုတက်မြောက်တဲ့မှောက်ဆရာမကြီးတယောက်ပဲ။ဒီအဝတ်အပိုင်းစာလေးရဲ့အကူအညီနဲ့ပဲငါအဝတ်စာလေးအများကြီးကိုလည်းချုပ်လုပ်ပြခဲ့တယ်။အခုဆိုရင်တော့အသက်ကလည်းကြီးလာပြီမျက်လုံးကလည်းကောင်းကောင်းမြင်ရတော့တာမဟုတ်ဘူး။ ငါကိုအခွင့်ရယူပြီးတော့တစုံတယောက်ဒီအဝိစလေးကိုခိုးရှူသွားမှကိုလည်းငါအရန်ကြောက်တယ်အဲဒါကြောင့်ငါလည်းဒီအထောက်လေးထဲမှာထည့်ပြီးရယူသွားနေတာဒါပေမဲ့အခုငါဒီလောကကြီးထဲမှာရက်အကြကြီးမနေနိုင်တော့တော့ဘူးလို့ထင်တယ်ဆွေမျိုးအတိုင်းဝိုင်းဆိုလို့ငါမှတယောက်မှလည်းရှိတာမဟုတ်ဘူးအဲဒါကြောင့်ဒီအဝိပိုင်းစလေးကိုတော့ငါနဲ့ကိုပေးသွားခဲ့လိုက်မယ်နော်ဒီဟာလေးကိုအတုံးပြုတ်ပြီးရောနေကြိုက်တာချုပ်ပြီးရောင်းလို့ရတယ်နင်းရဲ့ကိုပိုင်းစည်းပွားရေးကိုလည်းနင်းကိုယ်တိုင်ထူထောင်နိုင်ကြပါတမီးလေးရဲ့ကျေးဇူးအများကြီးတင်ပါတယ်အမေကြီးရဲ့ဒီနေ့တော့အမေကြီးကျမကိုဘလောက်ကြာမှအကူအညီပေးခဲ့လဲဆိုတာကိုသိရလား ကျမကိုဒီအဝိဆောက်လေးပေးလိုက်တဲ့အတွက်ကျမရဲ့ဆင်းရဲဒုက္ခတွေအကုန်လုံးကင်းဝေးသွားသလိုမျိုးပဲကျမကိုယ်တိုင်လည်းအခုဒုက္ခတော်လေးကိုရှောင်နေခဲ့တာကျမနဲ့အတူတူအိမ်ကိုလိုက်ခဲ့ပါလားရှင်ကျမအမေကြီးကိုအိမ်မှာခေါ်ထားပေးခြင်းလို့ပါမဟုတ်ဘူးတမီးလေးရဲ့ငါရဲ့အသက်အရွယ်ရာဆိုရင်တော့ငါအကြကြီးနေနိုင်တော့မယ်လို့မထင်ဘူးဖယားဘူးခရီးကိုထွက်သွားပြီးအဲ့ဒီမှာပဲနေတော့မယ်နောက်ဆုံးအသက်ထွက်တဲ့အခါကျလို့ရှင်လေဖယားအကြောင်းတကြောင်းမှာပဲအသက်ထွက်ခြင်းနဲ့ မနီရှားကိုနှောက်ဆက်ပြီးနောက်မှာတော့အဖွားအိုကြီးကလည်းထွက်ခွာသွားခဲ့ပါတယ်။မနီရှားကလည်းအဖွားအိုကြီးပေးလိုက်တဲ့အဝတ်အပိုင်းအစာလေးကိုယူပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။သူမကကြောက်လန့်နေခဲ့ပါတယ်။အဖွားအိုပေးလိုက်တဲ့အဝတ်အပိုင်းအစာလေးကိုအခန်းထဲမှာဖြန့်ပြီးနောက်မှာတော့သူမပြောဆိုလိုက်ပါတယ်။မော်အစွမ်းထက်နေတဲ့အဝတ်အပိုင်းအစာလေးရေငါလိုချင်တဲ့ပုံစံအတိုင်းပဲအဝတ်ချနိုင်လား။ကြီးနေတဲ့မနီရှားရဲ့အရှိမအရန်ကိုလှောက်ပါပြီးသူရဲ့ဆိုင်ကနေပြောက်ကွဲသွားတဲ့ဝိဆောင်နဲ့တပုံစံနဲ့တူတဲ့ဝိဆောင်ရောက်ရှိလာပါတယ်။မနီရှားလည်းဒါကိုတွေ့မြင်သွားခဲ့တဲ့အခါမှာဝမ်းသာပြောရွှင်သွားပါတယ်။ ူမရဲ့ဇင်ရဒုက္ခတွေအားလုံးကင်းဝေးသွားတယ်လို့မျိုးပါပဲ။သူမချက်ချင်းပဲအဝိစာကိုထုတ်ပြီးနောက်မှာတော့ဆိုင်ကိုပြန်သွားလိုက်ပါတယ်။အဝိစာအကောင့်တိုင်းပြန်လဲတွေးခေရတဲ့အခါမှာတော့ဆိုင်ပိုင်းရှင်ကြီးကလည်းအံ့အားတင်သွားပါတယ်။သူကဘာမှဆက်ပြောဖို့လည်းမကြံတော့ပါဘူး။ဒါနဲ့တထေကျမဒီမှာအဝိစာကိုအကောင့်တိုင်းပြန်ပေးလိုက်ပြီနော်။အခုကျမဒီကနေပြီးတော့အလုပ်ထွက်တော့မလို့ပါ။ကျမကိုယုံကြည်မှုမရှိဘူးဆိုမှတော့ဒီနေရာမှာကျမဆက်ပြီးတော့အလုပ်လုပ်စီရလည်းမလိုတော့ဘူး။အလုပ်လုပ်တယ်ဆိုတာကယုံကြည်မှုနဲ့လုပ်ရတာ။ ကျမဒီမှာဘလောက်တောင်မှစိတ်ပါလက်ပါနဲ့အလုပ်လုပ်ပေးခဲ့လဲကျမပဲသိတယ်။ကျမအဲ့ဒါကြောင့်အလုပ်ထွက်ပါမယ်။ကျမကိုခွင့်လွှတ်ပါရှင်။မနီရှာကလည်းအလုပ်ထွက်ပြီးနောက်မှာတော့ပြန်လာခဲ့လိုက်ပါတယ်။ဒီနောက်မနီရှာကအဖွားအိုပေးသွားခဲ့တဲ့အဝတ်အပိုင်းစာလေးရဲ့အကူအညီနဲ့အရန်ကိုလှပါလွန်နဲ့ဝတ်ဆောင်တွေအများကြီးကိုချုပ်လုပ်လိုက်ပါတယ်။သူမမျိုးမရှိတဲ့ဆိုင်တွေအများကြီးကိုသွားပြီးတော့ဒီဝတ်ဆောင်တွေကိုလည်းရောင်းချခဲ့ပါတယ်။သူမရဲ့ဝတ်ဆောင်တွေကအရန်ကိုလှပါခနာလွန်နဲ့အတွက်ဝယ်သူတွေကလည်းသဘောကျနှစ်သက်ကြပါတယ်။သူမနေထိုင်နေတဲ့မြို့ထွေတွေမကပါပဲ။ ။တခြားမျိုးတွေအကုန်လုံးကလည်းသူမရဲ့ဝိဆောင်တွေကိုသဘောကျတဲ့အတွက်မှားယူလာခဲ့ကြပါရဲ့။ဒါတွေကိုတွေ့မြင်ခွင့်ရရှိသွားခဲ့တဲ့အခါမှာယောက်ျားနဲ့ယောက်မနှစ်ယောက်လုံးကလည်းဝမ်းသာပျော်ရွှင်နေခဲ့ကြပါရဲ့။မနီရှာကိုရိုင်းကလည်းသူယောက်ျားနဲ့ယောက်မနှစ်ယောက်စလုံးကိုအဖွားအိုကြီးပေးသွားခဲ့တဲ့မော်အစွမ်းထက်နေတဲ့အဝတ်အပိုင်းစာလေးအကြောင်းအမှန်အတိုင်းပဲပြောပြလိုက်ပါတော့တယ်။မနီရှာအရင်တုန်းကအလုံးလုံးနေခဲ့တဲ့ဆိုင်ပိုင်ရှင်ကြီးကလည်းအမှန်တရားရိအကုန်လုံးကိုသိရှိသွားခဲ့ပါရဲ့။စုမန်ကတော့တကယ်တရားခံအစ်စ်ပါ။သူမကအဝေးစားရိကိုဖျက်ဆီးခဲ့တဲ့သူဖြစ်ပြီး အလုတ်တစ်ခုပါသူမဘာအလုတ်ကောင်မတည်တည်ချာချာမလုပ်ပဲနဲ့တစ်ချိန်အကုန်လုံးဖုန်းပဲတုံးနေခဲ့ရဖြစ်ပါတယ်။မနီရှာကိုဒုက္ခပေးခြင်းနဲ့အတွက်အဲဒီနေ့ကသူမတမင်တတဝိဆောင်ကိုဆွဲဖြဲခဲ့ရပါ။မနီရှာအလုတ်ထွက်ခဲ့ရတယ်ဆိုတဲ့အကြောင်းတွေကလည်းသူကြောက်ပါပဲ။အထက်ကဒီအကြောင်းတွေအလုံးသိရှိသွားခဲ့တဲ့အခါမှာမနီရှာစီရောက်လာခဲ့ပြီးတောင်းပန်စကားပြောလိုက်ပါတယ်။မနီရှာကလည်းတထေဖြစ်သူကိုခွင့်လွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့သူမရဲ့အရန်ကိုလှောက်ပါလို့နဲ့ဝိဆောင်တွေကိုတော့တထေဖြစ်သူကိုမယောင်းချပေးခဲ့ပါဘူး။ဒီနောက်မှာတော့တထေဖြစ်သူကလည်းစိတ်ပြဝန်းနေစွာနဲ့လက်လျှော့ပြီး ပြန်သွားခဲ့ရပါတယ်။ဒီနောက်မှာမနီရှားကလည်းပတ်စာဆူဆောင်ပြီးနောက်မှာတော့တယောက်ကြောင့်ဖီနော့ကိုစီအောင်ကောင်းကောင်းတစ်ခုကိုတင်ပို့ကူတာပေးလိုက်ပါတော့တယ်။တယောက်ကြောင့်လည်းအခုဆိုလို့ရှိရင်တော့ဆေးကူတာမှုကောင်းကောင်းခံယူပြီးနောက်နေပြန်ကောင်းစမှာသွားတဲ့အခါမှာမိမဖြစ်သူရဲ့အလောက်တွေကိုပါဝင်ကူညီလောက်ကင်ပေးနေခဲ့ပါပြီ။မင်္ဂလာဝေးဆောင်တွေကိုသူကိုယ်တိုင်ကလည်းရောင်းချပေးပြီးနေရာမျိုးစုံကိုလိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်။ fashion show ပွဲအကြီးကြီးတွေနဲ့ နမဲကြီးတွေလုပ်တဲ့ fashion show တွေမှာလည်းမနီရှာရဲ့ဝတ်ဆောင်တွေကိုတာဝယ်ယူအားပေးခဲ့ကြတဲ့အတွက်သူမရဲ့စီးပွားရေးအခြေအနေကအရန်ကိုတိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ဒါရီအားလုံးကတော့အဖွားအိုကြီးပေးသွားခဲ့တဲ့မော့အစွမ်းထက်တဲ့ပိတ်စာလေးကြောင့်ဖြစ်လာခဲ့ရပဲဖြစ်ပါတယ်။မနီရှာကိုတိုင်းကလည်းစိတ်တော်ထားပြေဝါကောင်းမွန်နေသူဖြစ်တဲ့အတွက်သူမရဲ့ဘဝမှာပျော်ရွှင်စရာကောင်းတဲ့အရာတွေကစိုက်ဆိုင်မြရောက်ရှိလာခဲ့တာပါ။ကြီးနေတဲ့မနီရှာကတော့အရန်ကိုကြီးကျယ်တဲ့ကုန်းတဲကြီးတူဖြစ်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့တွေးယောက်ကြားနဲ့တွေးယောက်ခမားနှစ်ယောက်စလုံးကိုပျော်ရွှင်မှုတွေအားလုံးတို့မကိုယ်တိုင်ပေးအပ်နိုင်သွားခဲ့ပါပြီ။ဒီပျော်ရွှင်မှုတွေအကြားတို့မအများကြီးစ조사ခဲ့ရတာပါ။အမျိုးသမီးဆိုတာကံကောင်းခြင်းလက်ဆောင်တစ်ခုပါ။ဒါကိုတော့မနီရှာကိုယ်တိုင်ကလည်းသက်သေပြနိုင်သွားခဲ့ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။